အားလုံးမင်္ဂလာပါအောင်ငင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ငွေမကုန်စီပဲခြေောက်ကျွတ်တဲ့တာကိုပျောက်စီနိုင်တဲ့နီလန်၃ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွတ်တဲ့တာအလွန်နာကျင်ရတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်ကျွတ်သားတွေအလိုလိုကျုပ်သွားခြင်းဖြစ်တယ်တရံတစ်ခါမှာလွယ်လွယ်ကူကူတက်တာသွားတတ်ပေမဲ့တရံတစ်ခါမှာအချိန်ကြာကြာနာကျင်နေတာမျိုးလည်းရှိပါတယ်ရေကူးကျွမ်းကျင်တဲ့သူဖြစ်တာတောင်မှ ကြွတ်တက်ပြီဆိုရင်ရေနစ်တည်ဆုံးတာတွေမကြာခဏကြားနေရကြွတ်တက်တာဟာယောဂတစ်ခုမဟုတ်ပေမဲ့တော်တော်အခမ်းအဆိုးတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်ဘယ်သူမှလည်းမဖြစ်ချင်ပါဘူးကြွတ်တက်တာဟာမဖြစ်အောင်ကာဝယ်နိုင်တဲ့နည်းလမ်းတွေရှိသလိုဖြစ်ခဲ့ရင်လည်းပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိနေပါတယ်လေးလာချက်များအရကြွတ်တက်တာဟာပိုတက်ဆီယမ်ဆိုဒီယမ်မက်ဂနီဆီယမ်ယောနဲနေတဲ့အတွက်ပြန်လည်အစားထိုးပေးဖို့လိုအပ်ကြောင်း အချက်ပြမှုတစ်ခုဖြစ်တယ်လို့ပညာရှင်တွေကဆိုပါတယ်အခုပြောပြမဲ့နီလန်းဟာကြွတ်တက်တာကိုကာဝယ်ပေးနိုင်တယ်လို့ကြွတ်တက်သူတွေကိုပျောက်ကင်းအောင်လှုပ်ပေးနိုင်တဲ့နီလန်းတွေဖြစ်ပါတယ်အဲ့ဒီနီလန်းတွေကတော့နံပါတ်1ရေကို လုံလောက်အောင်တောက်ပေးပါကျွတ်မတက်ဖို့ဆိုရင်တနေ့တာလုံးရေကိုလုံလုံလောက်လောက်တောက်ပြီးဖို့လိုပါတယ်ရေတက်ဆုံးရှုံးတဲ့အခါကိုခန္ဓာအတွင်းမှာ ဓာတ်တတုတွေမငြိမ်မမျှဖြစ်လာပါတယ်ဒီတော့ကျွတ်တက်ဖို့အခွင့်အလမ်းပိုများစေပါတယ်ရေကိုလုံလောက်အောင်တောက်တာဟာကျွတ်မတက်အောင်ကာဝယ်ရာရောက်စေပါတယ်ကိုခန္ဓာအတွင်းရေလုံလောက်ဖို့ကအရေးကြီးတယ်ဆိုပေမဲ့ညာအိတ်ခံဤမှာရေကိုလိုလာတဲ့ပိုမတောက်တင်တဲ့အကြောင်းတစ်ခုကညာဘက်ခဏခဏစီးထသွားတဲ့ဒုက္ခကိုဖြစ်စေပါတယ်ကိုခန္ဓာမှာရေတက်မြတ်တာနေကိုအရေးကြီးပါတယ်တနေ့တာလုံးရေကိုလုံလောက်အောင်တောက်နေရင်တော့ ညဘက်အိတ်ခါနီတနာရီနှစ်နာရီအလိုမှာရေကိုလျှော့တောက်လို့ရပါတယ်ရေကိုတစ်နေ့ဘလောက်များများတောက်တင်တယ်လဲလူတိုင်းအတွက်ရေတောက်တင်တဲ့ပုံတင်နည်းတစ်ခုကိုပြောပြပါမယ်သင်ရဲ့ကိုယ်လေးချိန်ကို၃ညဒသမ6.9နဲ့မြှောက်လိုက်ပါရတဲ့ခဏဟာသင်တောက်ရမယ်ရေအောင်စဖြစ်ပါတယ်အဲ့ဒါဟာသင်တစ်နေ့တာလုံးတောက်ရမယ်ရေပမာဏဖြစ်ပါတယ်ဥပမာအားဖြင့်ကိုယ်လေးချိန် 150ပေါင်ရှိတဲ့လူတယောက်ဟာ150အမြောက်3.6ညီမြချင်း100.5အောင်စာဖြစ်ပါတယ်အဲ့ဒီရေပမာဏကိုတောက်ဖို့လိုပါတယ်ပိုလွယ်အောင်တွက်ရရင်ရေတစ်ခွက်မှာ100အောင်စာရှိပါတယ်ရေတစ်ခွက်မှာ250မီလီလီတာရှိပါတယ်အဲ့တော့ရေတန်ဖိုးတစ်ဘူးဟာ900မီလီလီတာရှိတာကြောင့်16အောင်စာမှာရေတန်ဖိုးတစ်ဘူးလို့မှတ်ယူပြီးတွက်ချက်သွားနိုင်ပါတယ် ကိုလေးချိန်150ပေါင်ရှိသူဟာရေတံဘူး6ခုကျော်တောက်ဖို့လိုပါတယ်တကယ်လို့တင်ဟာလေးချိန်ကန်းကိုမိနစ်30လောက်တိုင်းလောက်တိုင်းမှာရေပမာဏကို7အောင်စတိုးတောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ပေါင်150ရှိတဲ့အားကစားသမားတယောက်ဟာအားကစားလေးချိန်ကန်းကိုမိနစ်60လောက်ခဲ့ရင်တောက်ရမယ့်ရေပမာဏဟာ100.5အောင်စအပေါင်း36အောင်စညီမြချင်း 136.5အောင်စာဖြစ်ပါတယ်။ချွေးအလွန်ကျွန်ထွက်တာဟာရေတက်ဆုံးရှုံးမှုကိုဖြစ်စေတယ်။ရေတက်ဆုံးရှုံးမှုဖြစ်တာဟာကြွတ်တက်တာနဲ့ဆက်နွယ်နေပါတယ်။ချွေးထွက်တဲ့အခါကိုခန္ဓာကရေတက်ဆုံးရှုံးမှုဖြစ်တယ်လို့မရှိမဖြစ်လိုအပ်တဲ့ဓာတ်တုဆုံးရှုံးမှုလည်းကြ བྱ ိုင်းနဲ့တည်းဖြစ်ပါတယ်။အဲ့ဒီဓာတ်တုတွေကတော့ပိုတက်ဆီယမ်နဲ့ဆိုဒီယမ်တွေဖြစ်ကြပါတယ်။အားကစားသမားတွေအနေနဲ့သတိပြုသင့်ပါတယ်။အဲ့ဒီဆုံးရှုံးသွားတဲ့ mineral တွေကို ပြန်ဖြည့်ပေးဖို့မမေ့ပါနဲ့အားကစားသမားတွေအတွက်ထုတ်ထားတဲ့ပြောရည်တွေကိုတောက်သုံးနိုင်ပါလေပိုတက်ဆီယမ်ဟာကြွက်သားကိုကျုံနိုင်ဆန့်နိုင်စွာပိုကောင်းအောင်အဆင်ပြေပြေလုပ်ပေးနိုင်ပါလေပိုတက်ဆီယမ်ပေါ်ကျော်သွားတဲ့အစားစာတွေကတော့ငပြောသည်ကစုံဥတခွားမွေးအခွန်မာသည်ပဲမျိုးမျိုးချက်ထားတဲ့နှင်းနှုံရွက်တူဖြစ်ကြပါတယ်အဲ့ဒီအစားစာကိုအနှင်းတင်တယ်လို့စားပေးနိုင်ပါတယ်ဆိုဒီယမ်ဆုံးရှုံးမှုအတွက် သွေးတူးမရှိဘူးဆိုရင်တော့စားကိုနဖိတ်ဇွန်တဇွန်စာထည့်ပြီးရေနဲ့အတူတောက်နိုင်ပါတယ်။သွေးတူးရှိတယ်ဆိုရင်တော့ဇွန်တဝက်စာလောက်သာတောက်တင်ပါတယ်။လိုအပ်ရင်ဓာစားရေကိုတောက်နိုင်ပါတယ်။နံပါတ်1မအိတ်ခင်မှာကြွက်သားတွေကိုဖြေလျှော့ပေးပါ။အိတ်ခါနီးအချိန်မှာပြင်းထန်တဲ့လေ့ကျင့်ခန်းကိုမလုပ်တင်ပါဘူး။တက်တက်တာတာလေ့ကျင့်ခန်းမျိုးကိုသာ လုပ်တင်ပါတယ်။ ကျွန်တော်ကြွက်သားတွေကိုညင်ညင်သာသာ လေ့ကျင့်တာမျိုးလုပ်နိုင်ပါတယ်ဒီလိုလေ့ကျင့်ခန်းကကြွက်တတ်တာကိုကာကွယ်ပေးနိုင်ပါတယ်မိခင်အချိန်မှာခြေတလုံးကြွက်သားကိုစမ်းထုတ်ပြီးတာဟာကြွက်သားတွေကိုပြည့်ော့စေပါတယ်ညာဘက်ကြွက်တတ်တာမျိုးကိုလည်းမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်လွယ်ကူပြီးရိုးရှင်းတဲ့ကျွန်တော်လေ့ကျင့်ခန်းတစ်ခုကတော့နိုင်ရန်ကိုမှီပြီးစမ်းထုတ်လေ့ကျင့်ခန်းဖြစ်ပါတယ်ကျွန်တော်ကိုနိုင်ရန်ကိုမှီပြီးမိုးပေါ်ထောင်ထားတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်တစ်ခါလုပ်ရင် တမိနစ်ကနေ3မိနစ်လုပ်ရင်လုံလောက်ပါတယ်။နောက်၄ချိန်ခန်းတစ်ခုကအိယာပေါ်မှာပလက်လှန်လဲနေပြီးခြေထောက်ကိုဆန့်ထုတ်ထားပါ။ခြေဘွားနှစ်ခုလုံးကို ဆန့်ကြည့်ကုတ်ချီလုပ်ပေးပါ။တစ်ခါလုပ်ရင်အချိန်20လုပ်ပေးပါ။နောက်၄ချိန်ခန်းတစ်ခုကအိယာပေါ်ပလက်လှန်အနေနဲ့လဲလျောင်းနေပါ။ဒူးနှစ်ဖက်ကို ကွေးလိုက်ပါ။ဒူးတစ်ဖက်ပေါ်ကို အခြားခြေထောက်ကိုတင်လိုက်ပါ။တင်ထားတဲ့ဒူးကိုပေါ်အောင်ဆွဲပေးပါ။ခြေလုံးကြွက်သားတွေကိုပြီတော့စေပါလေ။ တစ်ခါလုပ်ရင်အကျိန်း30လုပ်ပေးပါပြီးရင်ခြေထောက်ကိုပြောင်းပြီးအလားတူလုပ်ပေးပါဒီလိုလုပ်ပေးရင်ခြေသလုံးကြွက်သားပြေလျော့သွားပြီးကြွက်မတက်အောင်တားဆီးပေးနိုင်ပါတယ်နံပါတ်3အားကစားလေ့ကျင့်ခန်းမလုပ်ခင်တွေးပူလေ့ကျင့်ခန်းကိုအရင်လုပ်ပါရုပ်ပိုင်းဆိုင်ရာအားကစားလေ့ကျင့်ခန်းဟာတစ်ကိုယ်လုံးကျန်းမာရေးကောင်းဖို့မရှိမဖြစ်လိုအပ်ပါတယ်ဒါပေမဲ့လေ့ကျင့်ခန်းမလုပ်ခင်မှာတော့ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့သင့်ပါဘူး။ဒါကအရေးကြီးပါတယ်။သွေးပူလေ့ကျင့်ခန်းဟာအားကစားလေ့ကျင့်ခန်းလုပ်ဖို့အတွက်ကြွက်သားတွေကိုအဆင်သင့်ဖြစ်အောင်ပြုပြင်ပေးတဲ့သဘောဖြစ်ပါတယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့်လေ့ကျင့်ခန်းလုပ်နေချိန်နဲ့ညဘက်မှာကြွက်တဲ့တာကိုကာကွယ်ရာရောက်ပါတယ်။အားကစားလေ့ကျင့်ခန်းမလုပ်ခင်မှာအချိန်ယူပြီးနှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းလိုမျိုး ပေါ့ပေါ့ပါပါတစ်ခုကိုအချိန်ယူပြီးလုပ်သင့်ပါတယ်။ဥပမာခတ်တက်တွက်လမ်းလျှောက်တာဒါမှမဟုတ် အနှေးပြေးတာမျိုးကိုလုပ်တင်ပါတယ်ဒီလိုလှုပ်လိုက်တဲ့အခါတကယ်လေးကျင်ငန်းကိုပြင်းပြင်းထန်ထန်လှုပ်တဲ့အခါကြွက်သားတွေကိုအဆင်သင့်ဖြစ်စေပါတယ်အထူးသဖြင့်ခြေသလုံးကြွက်သားနဲ့ဒူးနောက်ဖက်ပိုင်းကကြွက်သားနဲ့အရွတ်တွေကိုအလေးထားလှုပ်ပြီးတင်ပါတယ်အဲ့ဒီနေရာတွေကအဓိကကြွက်တဲ့စီနိုင်တဲ့နေရာတွေဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြင်းထန်တဲ့လေးကျင်ငန်းမလှုပ်ခင်မှာအဲ့ဒီလိုကြွက်သားတွေကိုညင်သာတဲ့ဆန့်ထုတ်လေးကျင်ငန်းကိုလှုပ်တာဟာကြွက်သားတွေစီကိုသွေးသွားလာမှု ိုကောင်းစီပါတယ်ကြွတ်တက်တာကိုလည်းကာဝယ်ရာရောက်စီပါတယ်ပြင်းထန်လေးကျင်ကန်လုတ်ပြီးရဲ့နောက်သွေးအေးသွားချိန်မှာလည်းကြွတ်သားနာကျင်တာမျိုးမဖြစ်စေနိုင်သလိုကြွတ်တက်တာကိုလည်းမဖြစ်အောင်တားဆီးရာရောက်စီတဲ့အကျိုးထူးကိုရနိုင်ပါတယ်မိကုံးနံပါတ်1ညဘက်ခြေောက်ကြွတ်တက်ရတဲ့အဓိကအကြောင်းရင်းတွေကဘာတွေလဲခြေောက်ကြွတ်တက်ရတဲ့အဓိကအကြောင်းရင်းကကြွတ်သားတွေပင်ပန်းတာနဲ့အာယုံကြောတွေမှာပြဿနာတစ်စုံတစ်ရာဖြစ်တာကြောင့်ဖြစ်ပါတယ် အသက်ကြီးတဲ့လူတွေမှာဖြစ်တာများကြပါတယ်။နောက်ကိုဝန်ဆောင်မိခင်လောင်းတွေမှာလည်းညဘက်ခြေောက်ကျွတ်တက်တာဖြစ်များပါတယ်။နောက်ဖြစ်များတဲ့လူတွေကတော့ကြောက်ကအလုံးမလုံးတဲ့သူတွေစီးကြိုကြောက်အာယုံကြောပျက်စီးနေသူတွေသွေးသွာလာမှုမကောင်းတဲ့လူတွေမှာဖြစ်များတာကိုတွေ့ရပါတယ်။နောက်ကြွတ်သားတွေကိုလိုလာတဲ့ပို့အုံပြုသူတွေအချိန်ကြာကြာရပ်ပြီးအလုံးလုံးသူတွေနဲ့ထိုင်နေတဲ့ပုံစံမမှန်သူတွေမှာညဘက်ခြေောက်ကျွတ်တက်တာကိုတွေ့ရပါတယ်။ အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.